find the function f of a တဲ့အဲ့တော့ function f of a ကိုမေးပါတယ် set define the equations ဆိုပြီးတော့ equation လေးပေးထားတာ a prime of a equal a square root of a square plus 2အဲ့တော့ကိုကိုပေးထားတာ a prime of x ပေးထားတယ် given က first derivative ကိုပေးထားပြီးတော့မေးတာကမူရင်း function ဖြစ်တဲ့ f of x ကိုမေးလိုက်တာ အဲ့တော့ဘယ်လိုရှာမလဲနော်အဲ့တော့ကြည့်ရအောင်ဒါလေးကနှစ်မှတ်တန်ဆိုတော့ဆီမဒီဒီအသေးစိတ်ရေးတာမျိုးလေးမလုပ်တော့ဘဲနဲ့သွားပါမယ်အကြံဉာဏ်လေးရေးပြီးတော့ပဲသွားပါမယ်မေးတာက F4X ကိုမေးတာ ပေးချက်က ပေးထားတာက A prime of X equal A square root of A square plus 2အဲ့တော့ဆီမလိုချင်တဲ့ F4X ကိုရဖို့ရအတွက်ဒီတစ်ခါရှိတ်ထားတဲ့ဟာကို ဆီယမ integrate လုပ်လိုက်မယ်ဆိုရင် f(x) ထွက်မလာဘူးလားเนาะထွက်လာတယ်เนาะဒီ first derivative တခါလောက်ထားတာကို integrate လုပ်လိုက်လို့ရှိရင် integrate လုပ်လိုက်လို့ရှိရင်မူလပထမ function ဖြစ်တဲ့ f(x) ပြန်ရပါတယ်ဒီဘက်ကို integrate လုပ်တော့ဒီဘက်ကိုလည်း integrate လုပ်ရမယ် x square root of a square plus 2 dx အဲလိုချင်တဲ့ F4X ကိုရဖို့အတွက်ဒီ function ကြီးကို integrate လုပ်ရပါမယ်။အဲတော့ F4X equal ဒီကောင်ကို integrate လုပ်ဖို့ရအတွက်ဆရာမတို့ဘယ် method ကိုသုံးရမလဲစဉ်းစားမယ်။ဆရာမဒီအရှိမ x ဆိုတဲ့တန်ဖိုးလေးဒီ algebraic function ဒီက x2 2ဒီလဲ algebraic function ပဲ။နောက်ခုစလုံးဒီ algebraic function ဖြစ်နေတယ်။ဘာလုပ်ထားရလဲဆိုရင်မြှောက်ထားတယ်။ တစ်ခုကိုရှိတ်လို့နောက်တစ်ခုရရင်ဆရာမတို့ substitutions ကိုသုံးမယ်အဲ့တော့ a square plus square root ရဲ့အောက်အတွင်းထဲမှာရှိတဲ့ a square plus 2လေးကိုရှိတ်ကြည့်မယ် a square plus 2ကို differentiate လုပ်ကြည့်မယ်ဘာဝရှေ့ချ2တစ်ခု short x plus 2ကို differentiate လုပ်တော့0ဆိုတော့မရေးတော့ဘူး 2x ရမယ်ရလားရတာပေါ့ဒီမှာဆရာမမှာ x ရှိတယ်2ပဲမရှိတာမလို့ချင်းတဲ့2ဒီဘက်ကိုပို့မယ်လေ ဟုတ်ပြီနော်အဲ့တော့ဆရာမတို့ဘာကိုသုံးမလဲ substitution method ကိုသုံးပါမယ်အဲ့တော့ဆရာမဒီမှာလက်ထားပါမယ် let u equal to a square plus 2 du equal to a dx လိုချင်တာဒီဆရာမမှာရှိတာဒီ hdx ပဲရှိတာ ဆီယမရလာတာက 2HDA ဆီယမမလိုချင်တဲ့2ကိုညီမြချင်းခိုးဘက်ကိုပို့မယ်မြှောက်ထားတော့သွားစားတယ်1 over 2 DU equal HDA အဲ့တော့ integral square root of a square plus 2ဆီယမပုံစံလေးပေါ်အောင် h လေးကိုနောက်မှပို့ရေးလိုက်တာမြှောက်ထားတာဆိုတော့ဘယ်နေရာထားထားအတူတူပဲ integral square root of a square plus 2ဟာဆီယမယူထားတာတယ် HDA က1 over 2 du ဆမ်မာ1 over 2ကိုဒီကြားမှာညှက်ပြီးမရေးဘူး constant mode လို့အပြင်ထုတ်လိုက်တယ်1 over 2က1 over 2ပဲ u to the power 1 over 2 power ကိုတက်တိုးတယ်3 over 2 power ပြောင်းပြန်နဲ့ပြန်မြောက်မယ်2 over 3နဲ့မြောက်တယ် u to the power 3 over 2 plus c 2နဲ့2နဲ့ cancel 1 over 3 u power 3 over 2 plus c ယူနီယာမှာအစားပြန်သွင်းမယ်1 over 3 a square plus 1 the whole power 3 over 2 plus c လိုချင်တဲ့အဖြေလေးရသွားပါပြီအဖြေ answer လေးက1 over 3 a square plus 1 the whole power 3 over 2 plus c ပါเนาะအဲ့တော့ဒါလေးကဆရာမတို့ဒီ chapter 10ရဲ့နောက်ဆုံးအပိုင်းလေးတွေဖြစ်တယ်ပေါ့เนาะ ပြန်ပြီးတော့ပြောင်းပြန်ပြန်မေးတာလေးတွေပါပေးချက်ကတစ်ခါရှိထားတာပေးမယ်နှစ်ခါရှိထားတာပေးမယ်အဲ့ဒါတွေကိုအစီအမတို့ integrate ပြန်လုပ်ပြီးတော့မူလ function ပြန်ရှာထားလေးပါ okay နောက်တစ်ခု39နံပါတ်39ကလည်း function 1ကိုမေးတယ်ဒါက1ကိုရှာခိုင်းတာ given က dy over dx ဆိုတော့တစ်ခါရှိထားတဲ့ y prime ကိုပေးတာ ਨੇ အတူတူပဲဒါက given ပါ ဒါ 1+ cos x က given ပြီးရင်နောက်ထပ်ဒါလေးလည်းပေးသေးတယ်ဒါလေးကဘာလို့ဖို့လဲအဲ့ဒါ constant c တန်ဖို့ရှာဖို့အတွက်လိုတဲ့တန်ဖို့ပါအဲ့တော့ပေးချက်က y တန်ဖို့ဘယ်လောက်လဲလို့မေးတာပေးချက်ကပေးထားတာက မေးတာက y တန်ဖို့ဘယ်လောက်လဲမေးတာပေးထားတာက dy over dx ကိုပေးထားတယ်1 plus cos x အဲ့တော့ဆီယမ wine brine တွေပဲမပြောင်းတော့ဘူးသူ့တိုင်းလေးပဲရေးမယ် 1+ cos a dh ကစားထားလို့ဒီဘက်ကိုပို့လိုက်တယ်။အော်ဒီလိုလေးဖြစ်သွားပြီ။ wine လေးလိုချင်တယ်ဒီမှာ derivative လုပ်ထားတယ်။ဒါကြောင့်ဆီယမနှစ်ဖက်စလုံးကို integrate ပြန်လုပ်မယ်။နှစ်ဖက်စလုံးကို integrate လုပ်ခြင်းအပြင်ဆီယမဒီ wine ရလာမယ်။ဒီက integral of derivative wine ကို integrate လုပ်တာဒီ wine ရသွားပါတယ်။အဲ့တော့ဒီဘက်ကိုလည်းလုပ်ရမယ်။ 1+ cos a dh နော်။ အဲ့တော့ကဲ integrate လုပ်မယ်ဒါလေးကို integrate လုပ်မယ်1ကို integrate လုပ်တော့ x ရမယ် cos x ကို integrate လုပ်တော့ sin x ရတယ် plus c ဒါလေးက function y လေးထွက်လာပြီ function y ကိုနောက်မှသူကဒီလိုမျိုး y တော့0ဆိုတဲ့ initial တန်ဖိုးတွေမပေးထားဘူးဆိုရင်အဖြေကဒီမှာပဲ constant တန်ဖိုးနဲ့ပဲ ထုတ်ပြီးတော့ရက်ခဲ့ရမယ်ပုံစံဖြစ်သွားတာပေါ့နော်ဒါကိုသူက y or 0ဒီ4ဖြစ်တယ်လို့ပေးထားတော့ဆရာမ y or 0ဆိုတာ y not y တန်မိုးဒီ function of x x နေရာမှာဆရာမဘာသွင်းရမှာလဲဆိုတော့0တွင်းမှာအဲ့တော့ y ကိုရှာမယ်နော် at x is equal to 0မှာ y ကိုရှာမယ်ဒီလိုတွက်တာအဲ့တော့ y equal to x နေရာမှာ0ထည့်လိုက်တယ် plus sin x နေရာမှာ0ထည့်လိုက်တယ် plus c အဲ့ဒီ h တန်မိုးဇီရိုမှာ y တန်မိုးဒီ equal 4နဲ့ညီရမယ်ညီချလိုက်ပြီး0ကတော့မရှိတော့ဘူးပြုတ်သွားပြီဒီဟာ sin 0ဒီ0ဖြစ်တယ်အဲ့တော့ c equal to 1ရမယ်အာ sorry c equal to 4ရမယ်အဲ့တော့ဒါဆိုရင်ဆရာမတို့ရဲ့ answer လေးကပြန်ထည့်လိုက်တဲ့အခါမှာဆရာမဒါတစ်ခါတည်းပဲ answer လေးရေးလိုက်ပါတော့မယ်မူပထမဆန္ဒရလာတဲ့ y တန်မိုး y equal to a + sin a စီနီယာမှာ4လေးထည့်ပြီးတော့ပြန်ရေးပေးရတယ်။ဒါကြောင့်ဒီ function မှာ4လေးထည့်ပြီးတော့ပြန်ရေးတာစီတန်ဘို initial တန်ဘိုမပေးထားလို့မရှာရရင်ဒီမှာနေမယ်အဖြစ်ရအဆုံးသက်မှာခုကတော့ဆက်ရှာလိုက်တယ်။ဒါကြောင့် x sin x 4ဆိုတဲ့အဖြစ်လေးရပါမယ်။ကဲ session B ရဲ့နောက်ဆုံးတစ်ပုဒ်ရောက်ပါပြီ။ What is the function of prior x? ဩဒီတစ်ခါကျတော့ prior x ကိုမေးတာပါလား။ဒါဆိုရင်ဘာတွေပေးလို့လဲ။ဘာတွေပေးထားမှလဲကြည့်လိုက်တော့ f double prime ကိုပေးထားတယ်။နှစ်ခါရှိထားတာကိုပေးထားတယ်။ဆရာမပြောမနော်။ f ဆိုတဲ့ function ကို first derivative လုပ်ရင် f prime ရတယ်။အဲ့ဒီ f prime ကို first derivative လုပ်လို့ထပ်ပြီးတော့နောက်တစ်ခါ derivative ထပ်လုပ်ရင် f double prime ရတယ်။ เนาะအဲ့ဒီ f double prime ကို integrate ပြန်လုပ်လို့ရှိရင် a prime ရတယ် a prime ကို integrate ပြန်လုပ်လို့ရှိရင် f ပြန်ရတယ်အဲ့ဒီလိုเนาะ f double prime ကို integrate ပြန်လုပ်ရင် f prime ရတယ်အဲ့ဒီ f prime ကို integrate ပြန်လုပ်ရင် f ရတယ်เนาะအပေါ်က derivative အောက်က integrate integrate နော်ဒီလိုပြောင်းပြန်အဲ့လိုလာတယ်နော်အဲ့လိုသဘောတရားပဲဟုတ်ပြီကဲအဲ့ဒီတော့ဆီယမ်မဒါလေးကိုပေးချက်က ပေးထားတာက f double prime of x ကိုပေးထားတယ် equal 1 over 2 minus e power minus x plus e power x ဒါလေးက constant တန်ဖိုးပြန်ထုတ်ရှာဖို့အတွက်ပေးထားတာပါခဏထားရမယ် f double prime of x ကိုဆီယမ်မက integral လုပ်လိုက်မယ်အဲ့တော့ f double prime of x ကို integral ထည့်လိုက်ပြီဆိုတာ ਨੇ အဲ့ဒါဒီတဆင့်ရောတဲ့ a prime of x ထွက်လာပြီ။ ဲ့တော့ဒီဘက်ကိုလည်း integrate လုပ်တော့1 over 2 minus e power minus h plus e power h dx နံပါတ်တန်ဆိုတော့ဒီ dx တွက်နေစရာမလိုပါဘူးဆရာမဒါပြန်ကြည့်ရင်လည်းသိအောင်ရေးထားတာပါ1 over 2 constant ဆိုတော့အပြင်ထုတ်တယ်နောက်ကဒါရှုပ်သွားမှာဆိုလို့ဆရာမခွဲလိုက်အောင်မယ် minus e to the power minus h dx ကတစ်ခု plus e to the power h dx ကတစ်ခုနှစ်ခုရှိမယ်အဲ့ဒါကိုမှ1 over 2ကပုံထုတ်ထားတာအဲ့တော့1 over 2ပုံထုတ်ထားတဲ့အတိုင်းပဲ minus က constant minus 4က minus ပဲ e power minus h ကို integrate လုပ်တဲ့ e power minus h h မဟုတ်ပဲ minus h မို့လို့အဲ့ဒီ minus 1ဒီပြန်ပြီးတော့စားပေးတယ် plus e to the power h ကို integrate လုပ်တော့ e to the power h နောက်ဆုံးမှာ plus c ပေါင်းမယ်ဒီကအနှုံနဲ့ဒီကအနှုံနဲ့တွေ့သွားတယ်အပေါင်းဖြစ်သွားတယ်မရမှာဆိုလို့အသေးချာတွက်ပြတာနော်အဲ့တော့ e power minus h ပဲကျန်တဲ့ plus e power h ပဲကျန်မယ်ဒီဘက်မှာ plus c ရှိမယ် ဒါလေးကဆ iam မလိုချင်နေတဲ့ Apprin or Ace တော့ရပြီ။စီတံမိုးမသိတာအတွက်ကိုရှာဖို့အတွက်သူပေးထားပြီးသား Apprin or 0ဒီ1အဲ့ဒီ0ဆိုတာဘယ်သူနေရာမှာတွင်းရမှာလဲဆိုတော့ Ace နေရာမှာတွင်းရမှာ။ဒီ0ဒီ Ace တံမိုးပါ။ဒါကြောင့်ဆ iam မတွင်းမယ် add add Ace is equal to 0မှာ Apprin or 0တံမိုးဘယ်လောက်ရမလဲ။ဒီမှာ0လေးလာထည့်လိုက်တာ equal 1 over 2 e to the power minus 0 +e power 0 +c အရိတံမိုးဒီ1နဲ့ညီတယ်လို့ပြောထားတယ်။ဒါကြောင့်ဒီမှာဆင်မဒီဘက်ဘေးမှာ equal 1ရေးဖို့မဆန့်လို့ဒီနားမှာရေးလိုက်မယ်။ဒီတံမိုးက1ဖြစ်သွားပြီ equal 1 over 2 e power -0 ဒီ e power 0ပဲ။ e to the power 0က1 e to the power 0က1တုံညာတွေရေးမိနေဦးမယ်နော်။တုံညာတွေတွေ့နေလို့ +c အဲ့တော့1နဲ့1နဲ့ပေါင်းတော့2ရတယ်။2နဲ့2နဲ့ cancel ကြည့်တော့ ဝမ်းကြံတယ်နော်တူနဲ့တူနဲ့ကြေသွားတော့ဝမ်းကြံတယ်အဲ့ဒါလေးသတိရပါကြေသွားတယ်ဆိုပြီး၃ညကြံတယ်လုံနေမှာဆိုလို့ဒီတစ်က plus ဒီဘက်ကိုရောက်တော့ minus ဒါကြောင့်မို့လို့ c = 0ဖြစ်သွားပြီ1 1ဆိုတော့0ပါအဲ့တော့ answer လေးကဘယ်လိုရမလဲဆိုတော့နော်အဖြေလေးကဆရာမပြန်ထည့်မယ်သူမေးတာ a prime of a ဆိုတော့ a prime of a equal ဒီဘက်မှာဆရာမရထားတဲ့1 over 2 e to the power minus a plus e to the power a plus c စီနီယာမှာ0ထည့်လိုက်တော့မရင်းနေတော့ဘူးအဲ့တော့အဖြေသည်ဒီလိုရပါမယ်။ဒါဆိုရင်ဆရာမတို့ရဲ့ session c အဲ sorry session b လေးတွေအကုန်လုံးပြီးသွားပါပြီ။ session c ကျန်ပါမယ်။နော် chapter 10မှာ session d မရှိပါဘူး။ session a မှာလည်းပုံစံတွေအများကြီးပဲ b မှာလည်းပုံစံတွေအများကြီးပဲ။နော် c လည်းဆက်ပြီးတော့လာပါမယ်။ session d တော့မပါပါဘူး။ နားမလည်တာရှိရင်ဆက်မောက်ပြန်မေးနိုင်ပါတယ်เนาะ